မျက်စုံရေအားလျက်စစ်စီမံကိန်းရပ်ဆိုင်ခဲ့ရမှုမရှိပါကလျှက်စစ်တအားလိုအပ်ချက်ပြည့်မီုံတာမကကြုံလွန်တဲ့အနေအထားကိုပင်ရောက်ရှိနိုင်လိမ့်မယ်လို့နစကခထဗိုလ်ချုပ်မှုကြီးမင်းအွန်လိုင်းကအစိုးရအဖွဲ့လုပ်ငန်းညီနိုင်အစီအဝေးဒုတိယနေ့မှာပြောကြားလိုက်ပါတယ် လျှက်စစ်တအားဖူလုံစွာရရှိရေးအတွက်စီမံကိန်းတွေကိုရခင်ကာလရီကလေးကချမှတ်ဆောင်ရွက်ခဲ့ပေမဲ့ရှီရင်ဆွဲလျှက်စစ်တအားပေးစီမံကိန်းတွေကိုအချောင်းအမျိုးမျိုးကြောင့်ဆက်လက်အကောင့်တဲဖွင့်နိုင်မှုမရှိခဲ့ခြင်းကြောင့်လျှက်စစ်တအားဖူလုံမှုမရှိခြင်းဖြစ်တာလို့ဆိုပါတယ် ြန်လည်ပြဖြိုးမြဲစွန့်ရင်ဖြစ်တဲ့ရေအားလျက်စစ်စီမံကိန်းတွေကိုမိမိတို့နိုင်ငံအတွင်းစီးဆင်းနေတဲ့မြေချောင်းတွေပေါ်မှာဆောင်ရွက်လို့ရနိုင်ပေမဲ့အချို့သောနေရာတွေမှာလုံခြုံရေးအရာစီမံကိန်းတွေရပ်တန့်ထားရခြင်းတွေနဲ့လုပ်ငန်းဆောင်ရွက်လို့မရနိုင်တာတွေလည်းရှိတယ်လို့ဆက်ပြောပါတယ်ဒါကြောင့်မိမိတို့အနေနဲ့လုံဆောင်လို့ရနိုင်တဲ့နေရာတွေကိုဖော်ထုတ်ပြီးဆောင်ရွက်သွားဖို့လိုကအနိုင်တမန်တွေပြုလုပ်ပြီးလေရေအားလျက်ဆက်ထုတ်ယူလို့ရနိုင်မယ်လို့ပြောကြားထားပါတယ် ဒါအပြင်မိမိတို့နိုင်ငံဟာနေတာတဲ့နေရက်တွေများပြားတဲ့နိုင်ငံတစ်ခုဖြစ်တာကြောင့်မြောင်ကြီးစွမ်းရင်တုံးဆိုလာလျက်စစ်စွမ်းရင်ထုတ်ယူခြင်းကိုဆောင်ရွက်တင်ပြီးဆိုလာထုတ်လုပ်ရေးလုပ်ငန်းတွေကိုလည်းဆောင်ရွက်ရမယ်လို့ဆိုထားပါတယ်။ဆိုလာရီဟာအနာဂတ်မှာလိုအပ်ချက်ကြီးမားလာနိုင်တာကြောင့်တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာ small scale ဆိုလာစက်ရုံတွေဆောင်ရွက်တင်ပြီးပြန်လည်ပြည့်ဖြိုးမြဲစွမ်းရင်နဲ့ပတ်သက်ရင်မဖြစ်မနေဆောင်ရွက်ဖို့လိုအပ်သည်ဆိုတဲ့မူဝါဒကိုချမှတ်ဆောင်ရွက်တော့ဖို့လိုကြောင်းတိုက်တွန်းထားပါတယ်ခင်ဗျာ။ you